ခင်ဗျာပါကျွန်မမမတူမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်ဂျွန်16ရက်နေ့ဖြစ်ပါတယ်ဒီနေ့16ရက်နေ့ကျေးမုံတင်းစာမှာဒီနေ့နေ့တပုတ်နဲ့ပတ်သက်လို့ကျွန်မပြန်လည်ညှောက်ပေးကြပါမယ်အဲ့တော့ဗာလဲဆိုတော့နောက်25ခုနှစ်မိုးရသည်တည်ပင်ဆိုင်ပွဲတော်မှာလက်ရှိကျွန်တော်နိုင်ငံအကြီးကြီးနိုင်ငံတော်ဝန်ကြီးချုပ်ကနေပြီးတော့မိန့်ခွန်းပြောသွားရဲပေါ့နော်အဲ့ဒီမှာပြီးခဲ့တဲ့2015တုန်းကဆိုလို့ရှိရင်လည်းကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံ AD ရရဲ့40နှစ်တသမာ9နှစ်ရာခိုင်နှုန်းထိတက်တော်ခုံလွှမ်းမှုရှိတယ်တဲ့တက်တော် AD ရရှိတယ်ပေါ့နော် အခုနောက်25စက်တက်မှာကြတော့နိုင်ငံ AD ရာရဲ့40နှစ်တက်တမ15ရာခိုင်နှုန်းပဲရှိတယ်။ဒါကြောင့်မလို့အနေငယ်ရောကြတော့တာတွေ့ရတယ်တဲ့။ဒါပေမဲ့နာဆာကအစိုးရအိမ်ဆောင်အစိုးရတာဝန်ယူပြီးနောက်ပိုင်းမှာနော်တစ်ပင်နေဆိုင်ပြိုးတွေအခုလက်ရှိဝေးရတဲ့တစ်ပင်ဆိုင်ပွဲတော်မျိုးပေါ့နော်။တစ်ပင်နေဆိုင်ပြိုးတို့လိုတတော်တွေကိုလည်းစနစ်ကျကျပြုတ်ပြင်ထိမ့်သိမ့်တဲ့အတွက်ပြုတ်ပြင်ထိမ့်သိမ့်ပြီးတော့เนาะအလေးထားစက်မဲ့ဆောင်ရက်တဲ့အတွက်နှဲ့အလိုက်မှာတက်တော်ပြုံးနှီးမှု တိတိတာတာရုတ်နေကြဆင်းလာတာတွေ့ရပါတယ်ဆိုပြီးတော့ကျွန်တော်နိုင်ငံအကြီးကြီးကပြောသွားတယ်အဲ့ဒီ16ရက်နေ့မှာပဲเนาะ Global Forex Week နိုင်ငံတကာမှာတက်တော့ပြောင်းလဲမှုတွေကိုလည်လာဆောင်ကြည့်နေတဲ့အဖွဲ့ရဲ့အစီအခံလာကြတော့ဘာထွက်လာလဲလို့မေးလို့ရှိတယ်ကျမတို့မြန်မာနိုင်ငံမှာတဲ့2022ကနေ2025အခုလက်ရှိနှစ်ထိပေါ့နော်2022ဆိုလို့ရှိရင်ဒါမျိုးဒေါ်လာရေးပါညာဆိုပြီးတို့လက်နက်ကင်ပုံကံမှုအကောင်းလာတဲ့နှစ်ပေါ့နော် ဟာ2021မှာဆိုရင်တို့အစဆိုတော့တိတ်ပြီးတော့အားမကောင်းသေးဘူး2022မှာဆိုရင်တော်တော်အားကောင်းလာပြီးတော့အနေထားပေါ့နော်အာအဲ့ဒီမှာ2022ကနေ2025ခုနှစ်တော့မှာမြန်မာနိုင်ငံမှာတက်တော့ပြုံးတီးဧကပေါင်းနှစ်ပန်းတည်ရှိတယ်ဖရဖရဖရတက်တော့ဧက2000မဟုတ်ပါဘူးနှစ်ပိမကဘူးဧကနှစ်ပန်းအထိရှိတယ်ပြီးခဲ့တဲ့2024တနှစ်ထဲမှာတင်မြန်မာနိုင်ငံမှာတက်တော့ပြုံးတီးမှုတက်တော့ဧကပေါင်း9ပိနဲ့1000တိရှိတယ် ဒါတိတ်ကုန်များတဲ့ပမာဏ။ရရှိကျွန်တော်တို့နိုင်ငံရဲ့ကြီးကြတော့တော်တော်ပြောင်းလဲမှုတွေကိုဟိုနှစ်လိုက်မှာနော်ဆက်ကဆိုတာတောင်ဝင်ယူပြနောက်ပိုင်းမှာတော်တော်တွေတစ်ပင်နေဆိုင်ပြို့တယ်လို့တော်တော်တွေကိုစနစ်တကျပြုတ်ပြင်ထိန်းသိမ်းနေတဲ့အတွက်တော်တော်ပြောင်းလဲမှုရောနေလာတယ်ပြောတယ်။ဒါပေမဲ့နိုင်ငံတကာလေးလာဆောင်ကြည့်နေတဲ့ဒီ Global Forest Watch ကြတော့2024တနှစ်ထဲမှာတော်တော် A ကပေါင်း8သိန်း10တောင်းတောင်ပြောင်းတည်သွားတယ်ဆိုတာဒါတော်တော်ကြီးကိုများတဲ့ပမာဏဖြစ်နေတယ်။ဒီပမာဏပေါင်းတက်မယ်ဆိုရင်အချိန်လေးရဲ့တွေ့ရတယ် ဥပမာအားဖြင့်နာဆာကအစိုးရအပီဝါထိန်းချုပ်နိုင်တဲ့ဥပဒေစိုးမိုးတဲ့နေရာတွေဥပမာတိကျအားမဲ့ပြောမယ်ဆိုလို့ရှိရင်ကျမတို့တိုက်ကြီးတာယာလိုဂျိုးဝိုင်းလိုမျိုးပေါ့နော်တိုက်ကြီးဆိုရန်ကုန်တိုင်းတာယာလိုဆိုကျမတို့ပဲပို့တာပဲပို့လို့လို့ရန်ကုန်လိုမျိုးကိုနာဆာကအစိုးရအာနာဆက်အပီဝါထိန်းချုပ်နိုင်တဲ့နေရာတွေမှာတတော်ပြုံးတိမှုတွေညှော်နေလာပေမဲ့ အီရိုမီခံတိုင်းသားခွင့်ရတွက်လက်နက်ကင်ပုံကန်နေပါရယ်ဆိုရတိုင်းရနေမီလက်နက်ကင်ပုံကန်မှုနေမီအခုလက်ရှိနေဦးတော်လန်ရေးပါဆိုပြီးတော့ပုံကန်ထားကြနေတဲ့စကိုင်းမကွေးလိုမျိုးစူပူအောင်ကြွနေတဲ့နေမီတွေမှာဆိုရင်တတော်ပြုံးတိမှုဟာတစ်နှစ်ချင်းမှာကိုအေက9ဘိုင်းကျော်ရှိတယ်ဆိုတာတွေ့ရတယ်။ရှမ်းမြောက်မှာဆိုလို့ရှိရင်လေအီရိုအမီခံတိုင်းရသားလက်နက်ကင်ဖွဲ့အမီခံပြီးတော့နိုင်ငံတော်တရားစားရတဲ့ထပ်ယုံရောင်းချနေတဲ့အဖွဲ့တွေကနေပြီးတော့နော်ရှမ်းမြောက်မှာဆိုလို့ရှိရင်တက်ကားကြီးကားငယ်နဲ့တရုတ်ကိုမှောက်ခိုတင်းတင်းပြောင်းချနေကြတယ် တော့သခိုင်းလိုမကွေးတို့မှာဆိုလို့ရှိရင်လည်းပဲ PDF မိခန်တော်လိုက်အမိခန်ချဖတ်သမားတွေကလက်နက်ကင်မီနိုင်ငံတော်ရဲ့တက်တော်တွေကိုရောင်းချနေတဲ့အတွက်လက်ရှိမှာနိုင်ငံဧရိယာရဲ့တက်တော်ပြုံးတီးမှုဟာနော်ဒီ global forest ware ထုတ်ပြန်ချက်မှာဆိုလို့ရှိရင်2022ကနေ2025ဒီ3နှစ်တာကာလအတွင်းမှာအေကာပေါင်း2တန်းဆိုတာတိတ်ကိုရရတဲ့ပမာဏတိတ်ကိုကြောက်ဖို့ကောင်းတဲ့ပမာဏဒီကရရတဲ့ဝင်ငွေတွေဘယ်လိုစီးဆင်းသွားလဲ ဥပမာအဖြစ်မြေလက်အပံကိုပြီးခဲ့မီရာကိုတန်းကရေးတယ်မဟာမြိုင်တော်တွေကတက်တော်တွေမှာရှိရဲ့နှစ်ချိုတစ်ပင်တွေကိုပါတုံးလုံးနေရောက်ချနေလို့မဟာမြိုင်တော်ကြီးထဲမှာနှစ်ချိုတစ်ပင်တွေပြုံးတိတလောက်ရှိနေပြီဆိုပြီးတော့နော်မြေလက်အပံလိုပြီးခဲ့မီရာကိုတန်းကဝန်ခံရေးသားထားတာရှိတယ်လို့နော်သူတစ်ဖြင့်ဒီအလောင်းတော်ကသပပေါ့မြို့သားပြင်းမဲ့ဦးရှင်မှာရှိရဲ့တက်တော်တွေဆိုလို့ရှိရင်လည်းပါတုံးလုံးကြီး MUGMOD လောက်အောက်ကလူတွေကထုတ်ယူရောက်ချနေတယ်ဆိုတာကို ဘုံနဲ့ကားလို PDF ဖွဲ့ပွန်ကတက်တည်ထောက်ထားနေနဲ့ထုတ်ပြချပြထားတာရှိတယ်။ဒါဆိုရင်အဲ့ဒီမှာအေကာပေါင်းနှစ်တန်းတက်တော့အေကာနှစ်တန်းရောင်းချတဲ့ဝင်ငွေတွေကကျမတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးချနေသလား။ကျမတို့တိုင်းပြည်မှာရှိတဲ့တိုင်းရင်းသားဆိုလို့ရှိရင်လည်းတိုင်းရင်းသားကလေးငယ်တွေရဲ့ပညာရေးအတွက်ကျန်းမာရေးအတွက်လမ်းပန်းဆက်သွယ်ရေးအတွက်စီးပွားရေးအတွက်ကျမတို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာအသုံးချနေသလား။ဘုံဘုံနိုင်ငံတော်ပြည့်စည်ဖို့အတွက်နိုင်ငံတော်ကိုအလုံးစုံပြတ်တုံးရေးအတွက်အသုံးချနေသလားဆိုတာ မားတို့စဉ်းစားစိတ်ချင်းစဉ်းစားစိတ်ချင်းနိုင်ဖို့အတွက်ကျွန်မကသုံးသပ်တင်ပြရကြတယ်ဖြစ်ပါတယ်နောက်တဲ့သတင်းတစ်ခုကတော့နော်ဟာဒီပြည်ပဒုက္ခတဲ့အဖွဲ့ပေါ့နိုင်ငံတကာမှာဒုက္ခတဲ့ပြည်ခံယူထားတဲ့ CRP ကနေပြီးတော့နိုင်ငံဝင်တဲ့ဥပဒေဆိုပြီးတော့ CDM မလုပ်တဲ့နန်း CDM ကိုအရေးယူဖို့သူတို့ပြောတယ်အစရေက CDM လုပ်တဲ့ဝန်ထမ်းတွေကိုနေမျိုးစုံရန်ရှာတယ်ပြဿနာရှာတယ်တက်ပြက်နေတဲ့ခြားထဲကနေပြီးတော့အခုလိုမျိုးဥပဒေကြီးထုတ်ပြီးတော့ CDM လုပ်တဲ့ဝန်ထမ်းတွေကိုအပြစ်ပေးရေးယူမယ်တရားစွဲထောင်ချမယ်ဆိုတဲ့အတွက် ပို့ပြီးတော့မီးနောင်ရံလေးပင်ဖြစ်သွားတယ်။ဒါကြောင့်မို့ဆရာပိတ်ကငါနဲ့မတူငါရန်သူစနစ်ကိုကြံ့သုံးနေခြင်းတည်းဒီမိုကရေစီမဟုတ်ဘဲနဲ့เนาะစစ်သွေးကြွားဝါဒဖြစ်တယ်။ ယာကုနဲ့ထမန်းနဲ့အမိသာကွဲတာပြဲတာချင်းကတော့အတူတူပါပဲနော်ယာကုနဲ့ထမန်းနဲ့အမိသာကွဲတာပြဲတာချင်းအတူတူပါပဲလက်ရှိမှာဆိုလို့ရှိရင်လည်းဆီအာပြဲကဒီမိုကရေစီရဲ့ဒီမိုကရေစီအမိသာခံထားတာသူတို့ရဲ့လောက်ရလောက်ွက်တွေကစစ်သွေးကြွဝါဒအစွန်ရောက်ဝါဒကွန်မြူနစ်ဝါဒဖြစ်နေတယ်ဆိုတာအရင်ပေါ်နေတယ်နော်လက်ရှိမှာဆိုလို့ရှိရင်လည်းပဲညောင်ဦးပေါ့နော်ပကံညောင်ဦးမှာဆိုလို့ရှိရင်အာထထန်းကျောင်းဆီယာမကြီးလင်းများနဲ့ကိုကျောင်းဝင်းတဲ့မရှိဝင်ပြီးတော့သူ့တာသမီးရေရှိမှလာပြီးတက်ဖြတ်သွားတာတည်းရှိတယ်။သူတော့ ကျောက်ဆရာဆရာမတွေစာသင်ရင်ဒလန်နိုင်ငံတော်ကိုပုံကန်လဲဆိုပြီးတက်တယ်။ဆရာဝန်တွေသူနာပြုတွေလူနာတွေကိုစေကူတာကိုဒလန်ဆိုပြီးတက်ဖြတ်တယ်။ဒီလိုလုံရက်တရားကဘာမှရုံညံလုံးတာအောက်တန်းကြပုံဖြစ်တယ်။ဒါကြောင့်မလို့လေအဲ့ဒီဆရာပြေကဥပဒေကိုဘာကတာနော်ဘာမှနိုင်ငံဆိုတာအကြောင်းသားနဲ့တမကဘာကတာအဖွဲလို့လက်ရှိမှာနောက်နေဆက်တဲ့အခင်းချင်းမှာစီရီယံလုတ်သွားတဲ့တက္ကသိုလ်ဆရာများအဖွဲလို့နော်အရက်ဖက်အဖွဲစည်းတွေဘာအဖွဲညာအဖွဲဆိုတဲ့အဖွဲပေါင်းမြောက်များစွာက ဆရာပြေကဒီမိုကရေစီကိုဖန်ပြပြီးတော့စိတ်ကောင်းချိတ်ပြီးခွေးသားရောင်းပြီးအာဏာရှင်ဝါဒကျင့်သုံးနေတယ်ဆိုတာကိုဝေဖန်ထောက်ပြနေကြတယ်။ဒီလက်ရှိနောက်ဆက်တွဲပြဿနာအကျိုးဆက်တွေကိုလည်းဆရာပြေကရေးယူရမယ်ဆိုပြီးတော့သူတို့တွေပြောဆိုထားကြတယ်။တကယ်ပဲခင်ဗျားတို့ပြောသလို NUG တို့ဆရာပြေတို့ကပြည်သူ့တန်ကိုနားထောင်နေဒီမိုကရေစီစံချိန်ဆိုင်ညုံနေနဲ့ကြည့်ရဆိုရင်အခုလိုမျိုးဘာကသာအဖွဲ့လိုဘာအဖွဲ့ညာအဖွဲ့ဘာညာအဖွဲ့လိုအကုန်လုံးကဝိုင်းဝန်းဝေဖန်ထောက်ပြတဲ့အတွက် တကယ်ပဲဒီမိုကရေစီစံချိန်စံညုံနေတဲ့ညီတဲ့ CRPH ဆိုရင် NUG ဆိုလို့ရှိရင်သူတို့ထုတ်ပြန်ထားတဲ့เนาะနန်း CDM မလုပ်တဲ့ CDM လုပ်တဲ့နန်း CDM ဝန်ထမ်းတွေကိုအပြစ်ပေးရယူမယ်ဆိုတဲ့ဥပဒေကိုဖျက်သိမ်းရမယ်မဖျက်သိမ်းဘူးဆိုရင်တော့မှယာယီအားဖြင့်ဆိုင်ငံ့ရမယ်ဥပဒေကိုလည်းမဖျက်သိမ်းဘူးယာယီအားဖြင့်လည်းမဆိုင်ငံ့ဘဲနဲ့အခုလိုမျိုးထပ်ပြီးတော့ CDM လုပ်တဲ့ဝန်ထမ်းတွေကိုတတ်ဖြတ်မယ်ဆိုရှင်ခင်ဗျားတို့ NUG CRPH က နော်ရှော့တော့လဲမိစာပါတော့လဲဒိတ်ချီအဲ့ဒီဘွားကိုရောက်ပါနေမယ်ကျမတို့စောင့်ကြည့်ပါမယ်အန်ယူဂျီဆရာပေးခါခင်ဗျားတို့တော်တော်ဒီမိုကရေစီစံချိန်စံညုံနေနဲ့ညီငယ်ဒီဥပဒေကိုဖျက်သိမ်းရမယ်တော့မို့ယာယီဆိုင်ငံ့ရမယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ရှော့တော့လဲမိစာပါတော့လဲဒိတ်ချီပဲနောက်ထပ်ကြားသိရတဲ့သတင်းပုဒ်ကရှမ်းမြောက်ကြောက်မဲမြို့နယ်မှာ SSPB ရှမ်းတပုံရဲ့တက်ဆက်ခန်းကိုပလောင်တပုံတည်ရင်လည်းကအင်အားအလုံးရင်းနဲ့ဝင်တိုက်တဲ့အတွက်ရှမ်းတပုံနဲ့ပလောင်တပုံအချင်းချင်းနယ်မြေလူပြီးတော့ နှစ်ဖက်မှာအသေးအသေးပြောင်းကြရှုံများပြားတယ်ဆိုတဲ့သတင်းကြားသိရတယ်ပြီးခဲ့တဲ့15ရက်နေ့ကအဆက်ပြပြတပုံစကန်းကိုပလောင်တပုံနင်းကနေချဲ့နေကြတာခမလို့တတိထားကြည့်မယ်ဆိုရင်အဲ့ဒီရှမ်းမြောင်မှာနော်ရှမ်းလမ်းကနှစ်ဘွဲဖြစ်တဲ့ SSPB နဲ့ RCSF ရှမ်းလူမျိုးတိုးတက်ရေးအတွက်ရှမ်းပြည်နယ်အတွက်ရှမ်းလူမျိုးအခွင့်အရေးအတွက်ဆိုပြီးတော့လက်နက်ကင်ထားတဲ့နှစ်ဘွဲကဝဲနေတဲ့အတွက်ကိုကန်တွေရဲ့နေချဲတာလည်းခံရတယ်ကိုကန်တွေအနိုင်ကျင့်တာလည်းခံရတယ်ကိုကန်ပလောင် ကိုကန့်တဘုံနေတတ်ထားလဲခံရတယ်ပလောင်တဘုံနေနေချဲတာလဲခံရတယ်ပလောင်တဘုံနေတတ်ထားလို့လဲခင်ဗျားတို့မျိုးစုံခံနေရတယ်ဒါကြောင့်မို့လို့ခင်ဗျားတို့အမှန်တကယ်ရှမ်းတိုင်းရင်းသားတွေအတွက်ရှမ်းလူမျိုးတွေအတွက်ရှမ်းအခွင့်အရေးအတွက်ဆိုရင် ASCPB RCS နှစ်ဖွဲ့လုံးဟာလက်ရှိနာဆာကအစိုးရနဲ့ပူးပေါင်းတဲ့နဲ့နာဆာရအစိုးရနဲ့မပူးပေါင်းတဲ့၍ခင်ဗျားတို့ကခုလိုမျိုးကိုကန့်တဘုံကခင်ဗျားတို့ကိုလာပြီးတော့ထိပ်ပုတ်ခေါင်းပုတ်လိုက်ခေါင်းပြတ်သွားလိုက်တတ်သွားလိုက်ခင်ဗျားတို့နဲ့ခင်ဗျားတို့အာဂိတ်စခန်းကြီးခင်ဗျားတို့ပိုင်နေနေနေဒီလာကျူးကျော်လိုက် ပုံကခနာတို့ကိုခေါင်းဖြတ်တက်လိုက်ခနာတို့ကိုလာရောက်ကျူးကျော်လိုက်နဲ့ဘုံကြုံဘုံဝါမှာနင်းပြဖြစ်ပါလိမ့်မယ်မိမိဒေတာမိမိလူမျိုးမိမိတိုင်းဒေတာကိုမှတ်တကယ်လူလားတဲ့ဆိုရင်နာစွာကဆိုးရတဲ့ခနာတို့လက်တွဲဖို့ဘုရားပါတယ်